စည်းမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့မင်္ဂလေးတွေသားမကဘဲနဲ့ယောက်ျားလေးတွေမှာပါစိတ်ညစ်ရတဲ့အလားပါဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ဝက်ချံအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဝက်ချံအကြောင်းတည်ကောင်းဆရာတွေနဲ့အတူဝက်ချံပေါက်ရတဲ့အကြောင်းရင်းပျောက်ကင်းအောင်ဘယ်လိုလုပ်မလဲနဲ့ဝက်ချံအဖြစ်လွယ်သူတွေအတွက်အသုံးတည့်မဲ့အသားရည်ထိမ့်သိမ့်နီးအစားရှိတဲ့အခန်းကဏ္ဍတွေအားလုံးကိုဆက်ဆက်ပြီးတော့ကြည်ကြဲပြတ်မြတ်ဆွေးနွေးသွားမှာဖြစ်ပါတယ် ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ဝက်ချံမျိုးစားတွေနဲ့ဒုဝက်ချံပေါက်ရတဲ့အကြောင်းရင်းတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဝက်ချံဆိုတာကအသက်အရွယ်မရွေးကြားမမရွေးဖြစ်နိုင်ပါတယ်။အပြင်းအများဆုံးအရေးပြားပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ဝက်ချံကအချိန်မရွေးလဲပေါက်နိုင်ပါတယ်။ဝက်ချံဆိုတာကတော့ desk gain တွေဒါမှမဟုတ်အစီတွေကနေမွေးညင်းပေါက်ချွေးပေါက်တွေကိုပိတ်ဆို့သွားတာကြောင့်ဖြစ်ပေါ်လာတာပါဝက်ချံမျိုးစားအမျိုးမျိုးရှိပါတယ ဝက်ချက်မျိုးစားကွာခြားမှုအလိုက်အရွယ်အစားအယောင်နဲ့နာကျင်မှုကလည်းကွာခြားနိုင်ပါတယ်။ရောင်ရမ်းခြင်းမရှိတဲ့ဝက်ချက်ဝက်ချက်အစီဘူး white hat အစီဘူးလို့ခေါ်တဲ့ဝက်ချက်အမျိုးအစားကတော့အရေပြားအောက်ဖက်မှာရှိနေတတ်ပြီးအရမ်းမကြီးတဲ့ဝက်ချက်အမျိုးအစားဖြစ်ပါတယ်။ညှလိုက်တဲ့အခါမှာအဖြူရောင်အနှစ်ကလေးတွေထွက်လာတတ်ပါတယ်။နှာခေါင်းပေးတဝိုက်နဲ့မေးစီမှာအဖြစ်များပါတယ်။ဝက်ချက်ကောင်းမဲ့ ဒုတိယတစ်မျိုးကတော့ black hats လို့ခေါ်တဲ့စာဝတ်ချက်မှာအေးပြားပေါ်မှာခက်မဲမဲအယောင်နဲ့မြင်သာပါတယ်။နှာခေါင်းနဲ့တည်ဆုံနေရာတွေမှာအဓိကပေါက်တက်ကြပါတယ်။ Trichostatus pinulosa Trichostatus pinulosa ကတော့ဝက်ချက်နယ်တူပေမဲ့အမှန်တကယ်မှာတော့စပင်မွေးညက်ပေါက်အတွင်းမှာဆန်ချီမြန်လေးတွေပိတ်ဆို့ရာကနေဖြစ်ပေါ်လာတာပါ။အပြင်းများတဲ့နေရာတွေကတော့နှာခေါင်းမေးစိနှစ်ဖူးစပင်ပါတဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။အပူချောင်းဖြစ်တဲ့ဝက်ချံပူတိတိလေးတွေ အပူချောင်းဖြစ်တဲ့ဝက်ချံပူတေးသေးလေးတွေမိုးနှောင်းတွေဝက်ချံနေလောင်ဝက်ချံဆိုတာကနေရောင်ကျင်းတဲ့အပူချောင်းဖြစ်တဲ့ဝက်ချံပူအသေးလေးတွေဖြစ်ပြီးအထူးသဖြင့်နွေရာသီဒါမှမဟုတ်ခရီးသွားပြီးတဲ့နောက်ညနာလေဘင်းနဲ့ပခုံးတို့မှာအနီရောင်အညွတ်ရောင်အပူလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။နောက်ထပ်မျိုးစားတစ်ခုကတော့ရောင်ရမ်းချင်းရှိတဲ့ဝက်ချံဝက်ချံပြေးမှုဖြစ်ပါတယ်။ဝက်ချံပြေးမှုကတော့အရေပြားအောက်မှာတိတာထင်ရှားတဲ့အပူကြီးတွေဖြစ်ပါတယ်။အချိန်မှနေရနေတတ်ပြီးတော့ထိပ်ဖက်မှာတော့ပြေလိုမျိုးစုစုလေးရှိနေတတ်ပါတယ်။ ဝက်ချန်အကြိတ်ကြီးများဝက်ချန်အကြိတ်ကြီးတွေကတော့ဝက်ချန်နေတဲ့မှာမှတော်တော်လေးကြီးတဲ့ဝက်ချန်မျိုးစားတစ်ခုဖြစ်ပါတယ်ကြီးမားပြီးတော့အဆိုင်ခဲကြီးတလို့အရေးပြားတဲ့မှာဆူဆူနစ်နစ်တွဲဆက်နေတတ်ကြပါတယ်ထိလိုက်ရင်ကိုနာကျင်ပြီးတော့အပြင်ကိုထွက်မလာပဲအရေးပြားအောက်မှာပုံနေတတ်ကြပါတယ်ဝက်ချန်အိတ်တာမမဟုတ်ဝက်ချန်အကြီးစားဝက်ချန်အိတ်တာမမဟုတ်ဝက်ချန်အကြီးစားကိုဆင်ဝက်ချန်လို့ခေါ်ကြပါတယ်ဒီဝက်ချန်ကအရေးပြားပုံမှာမြင်သာတဲ့ဝက်ချန်တစ်မျိုးပါမြေရနာကျင်တက်ပြီးတော့ဝက်ချန်တစ်ခုလုံးကပြည်တွင်နဲ့ပြည်နေတတ်ကြပါတယ် အမာရွတ်ကြံနိုင်ခြင်းအများဆုံးဝက်ချံမျိုးစားလည်းဖြစ်ပါတယ်။ဝက်ချံဖြစ်စေတဲ့အဓိကအကြောင်းအချက်တွေကတော့အစီထွန်းနှုံးနဲ့အသားရည် cell အသစ်ဖြစ်နှုံးမညီများတဲ့အတွက်ပါ။ဒါအပြင်ဝက်ချံပေါက်ရတဲ့အကြောင်းရင်းတွေလည်းအများပြားရှိနေပါတယ်။ဟော်မုန်းပြောင်းလဲမှုအစီပြန့်ခြင်းဘက်တီးရီးယားပိုးဝင်ခြင်းမွေးညင်းပေါက်ပိတ်ဆို့ခြင်းစိတ်ဖိစီးမှုအစာအသောက်တချို့သောဆေးဝါးတွေနဲ့အသားရည်ထိမ့်သိမ်းမှုမှားယွင်းခြင်းတို့ကြောင့်လည်းအဖြစ်များတတ်ပါတယ်။ နောက်ထပ်ပိုင်းမှာတော့ဝက်ချန်ပြောက်ခင်းအောင်ဘယ်လိုလုပ်မလဲနဲ့ဝက်ချန်ဖြစ်လဲသူတွေအတွက်အသုံးတက်စေမယ့်အသားရည်ထိန်းသိမ်းနေတွေကိုဆက်လက်ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်။ဝက်ချန်ပြောက်ခင်းမှုအတွက်အခြေခံအကြဆုံးနည်းလမ်းတွေကတော့နေ့စဉ်အရေးပြထိန်းသိမ်းမှုမနက်တိုင်းလုံးဆောင်ရန်ပျော်ပြောင်းတဲ့မျက်နှာသစ်ဆေး salicylic acid BHA ပါတဲ့ဆက်ပြအမျိုးအစားဥပမာအားဖြင့် CeraVe Cetaphil အစီပြောင်းမှုကိုထိန်းသိမ်းပေးတဲ့ toner witch hazel niacinamide ရေတပြည့်မွာချာရိုက်စာ hyaluronic acid aloe vera အရေးကြီးဆုံးအဆက်ကတော့နေအောင်က Cream SPF 30ကိုနေ့တိုင်းလိမ့်မှာညနေတိုင်းမှာလှုပ်ဆောင်မှုအချက်တွေကတော့ makeup ဖြတ်ခြင်း micellar water စီပါတဲ့ cleanser တွေကိုအသုံးပြုပြီးတော့ makeup ဖြတ်ပါရင်းနဲ့တင့်နိုင်တဲ့မျက်နှာသစ်ဆေးဝတ်ကြံသက်သာစေတဲ့ serum treatment ဗန်စွာဥပအောက်ဆိုင်2.55% bacteria သေစေနိုင်တဲ့ retinol ဝန်ကျင်ပေါက်ပိတ်ခြင်းကိုကာကွယ်ခြင်း moisturizer ၆သွေးမှုကိုကာကွယ်ဖို့အတွက်အသုံးပြုပေးပါ ဝက်ချန်ထွက်စေတဲ့အလေးထားတွေကိုရှောင်ကျင်းပါမျက်နာကိုအလွန်အကျွံထိတွေ့ခြင်းညှစ်ခြင်းအစီပါတဲ့မိတ်ကပ်စပင်စီတွေကိုလိမ့်ခြင်းစိတ်ဖိစီးမှုများခြင်း၊တကြားနှုတ်ထွက်ပစ္စည်းတွေကိုအလွန်အကျွံစားသုံးခြင်းတို့ကိုရှောင်ကျဉ်သင့်ပါတယ်။အင်တွင်းကုထုံးများ၊ပြားရည်နယ်သမားရည်ကဘက်တီးရီးယားကိုသေစေပြီးရှားဆောင်လက်ပတ်ကတော့ရောင်ရမ်းမှုကိုကြားစေပါတယ်။ Green Tea Toner ကတော့ Antioxidant ကျွဲဝပြီးတော့ရေကန်းကတ်ခြင်းကတော့နီးမြန်းရှားရမ်းမှုတွေကိုတတ်တာစေနိုင်ပါတယ်။ ဆေးဝါးပြင်ကုသမှု topical treatments lazy ဗန်စွိုင်းပါရောက်ဆိုက်ကပိုတည်စေပါတယ် retinoids tretinoin adapalin ချေရောကမွေးညက်ပေါက်ကိုပွင့်စေပြီး clindamycin ကတော့ bacteria တွေကိုပိုတက်ပေးပါတယ် oral meditation စောက်စီပရိစီဝါစိတ်များ doxycycline minocycline ပြင်းထန်တဲ့ဝက်ချန်တွေအတွက်ဖြစ်ပြီးတော့ hormone စီ birth control pills အမျိုးသမီးတွေမှာ hormone မညီမှုများမှုကြောင့်ဖြစ်တဲ့ဝက်ချန်တွေကိုကုသပေးပါတယ် isotretinoin ပြင်းထန်တဲ့ဝက်ချန်တွေအတွက်ဆရာဝန်ညွှန်ကြားချက်နဲ့သာတောက်သုံးသင့်ပါတယ်အေးပြားဆေးကုသမှုတွေ chemical pills AHA BHA အေးပြားလွှာချွတ်ခြင်းနဲ့ laser therapy ဘက်တီးရီးယားနဲ့အဆီကလင်းလုံဆောင်မှုတွေကိုရှော့ချခြင်းတို့နဲ့လည်းကုသနိုင်ပါတယ် ရေးကြည့်တဲ့အချက်တွေမွင်းညက်မောက်ပိတ်စီတဲ့အစီပါတဲ့ပစ္စည်းတွေကိုရှောင်ကြမှာရေများများတောက်ပါအေးပြားရေတက်ပြေဝါပါစေဟော်မုန်းညညမှုအတွက်အေးဝါအောင်အိပ်ပါဝက်ချံပြင်းထမှာကအမာရွတ်ဖြစ်နေပါကဆရာဝန်နဲ့ပြသပါဝက်ချံပြောက်ကင်းမှုအတွက်၃ဘက်ကနေ၆လအထိကြာမြင့်နိုင်ပါတယ်စိတ်ရှိပါပုံမှန်ဂူးဆိုင်တက်ပါတယ်ဝက်ချံအဖြစ်လွယ်သူတွေအတွက်အသုံးတက်မဲ့အသားရေထိမ့်သိမ့်နေဝက်ချံကိုပြောက်အောင်လုပ်ဖို့အတွက်အကြောင်းရင်းကိုသိရှိဖို့အရေးကြီးပါတယ် ။ဒါအပြင်ဝက်ချံထွက်တတ်သူဖြစ်ပါကဝက်ချံမထွက်အောင်ထိမ့်သိမ်းနည်းကလည်းအရေးကြီးပါတယ်။စပင်းလေးကိုစီထားပါဝက်ချံပေါက်တာကိုစပင်းစီးတာနဲ့မဆိုင်ဘူးလို့ထင်ရပေမဲ့စပင်းမှာကန်းကြီးနေတဲ့အရာတွေကချွေးပေါက်တွေကိုပိတ်ဆို့တာဘက်တီးရီးယားနဲ့ချွေးပေါက်တွေကိုရောက်ရှိတာတွေဖြစ်စဉ်ပြီးရှင်ရင်ဆွဲဝက်ချံတွေကိုပိုဆိုးစေတယ်လို့ဝက်ချံအသစ်တွေကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဝက်ချံတက်တာဆေးဖို့အတွက်စပင်းလေးကိုတေချာစီးထားဖို့လိုအပ်ပါတယ်။ ရင်းနှွေးငွေခံမှာရင်းနှွေးငွေကကျွေးပေါက်တွေကိုပွင့်စေပြီးကျွေးပေါက်ထက်ကအညစ်အကြေးတွေကိုထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့်မျက်နှာကိုတေချာတန်းစင်ပြီးတော့အဝကျဲစလုံးထဲမှာရင်းနှွေးထည့်လို့အငွေးခံပေးပါပြီးမှမျက်နှာကိုတန်ရှင်းအောင်လုပ်ပါကျေးကျွပါဝက်ချန်ရှိတဲ့အတွက်ထုတ်ထားတဲ့ကျေးကျွဆေးတစ်ခုခုနဲ့မျက်နှာအသားရည်ကိုတစ်ပတ်ကိုနှစ်ကြိမ်လောက်ကျေးကျွတန်းစင်ပါကျေးကျွပြီးတိုင်းမှာရေဓာတ်ဖြစ်တဲ့မှုကလည်းမမေ့ပါနဲ့ ညနာကိုလက်နဲ့မကင်မနဲ့လက်ချောင်းတွေမှာမမြင်နိုင်တဲ့ယောဂပိုးတွေအများကြီးရှိနေပါတယ်။မြက်ပင်လင်းရဲ့လက်နဲ့ညနာကိုထိတွေ့ကန်တွေတာကဝက်ချံဖြစ်စေဖို့အတွက်တွန်းအားပေးတာဖြစ်ပါတယ်။ဒါကြောင့်လက်ကိုတေချာတန့်စင်ပြီးညနာအသားရေကိုထိမ့်သိမ့်ချိန်ကလွှဲလို့ကျန်တဲ့ချိန်တွေမှာညနာကိုကုတ်ဖယ်တာဝက်ချံညစ်တာတွေကိုမလုပ်ပါနဲ့။ညနာတက်ပါညနာကိုခဏခဏတက်တာမျိုးမဟုတ်ဘဲနဲ့တနေ့ကိုနှစ်ကြိမ်လောက်ဝက်ချံအတွက်တီးတန့်ထုတ်ထားတဲ့ညနာသစ်ဆေးတွေနဲ့တေချာလေးတန့်စင်ဆေးကြောပါ မျက်နာကိုတေချာတန်းဆင်ပေးတာကဝက်ချံမဖြစ်အောင်ကာကွယ်ရာရောက်တယ်လို့ရှင်ရင်ဆွဲဝက်ချံတွေကိုလည်းတက်တာစေနိုင်ပါတယ်အခုပြောပြသွားတဲ့အကြောင်းအရာတွေကိုတော့ Better Health Channel Science Credit The Women Dot Organization National Institute of Health နဲ့ WebMD တို့ကနေကိုကားဖော်ပြထားတာဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းကျမတို့ရဲ့ K2L အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတူတာရရှိမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်